ဆန္ဒပြတောင်းဆိုတာ25ရက်မြောက်ရှိနေပြီဖြစ်တဲ့ရွှေမိပလတ်စတစ်ဆက်ယုံကအလုံသမားတွေအနေနဲ့နှစ်ပတ်အတွင်းပြည်လည်မှုမရရင်မြို့တော်ခမ်းမရှိအထိလမ်းလျှောက်ဆန္ဒပြတောင်းဆိုသွားမယ်လို့အလုံသမားတွေကပြောပါတယ်ဥက္ကာသတင်းပေးပို့ထားပါတယ်ရှင်။ တိုင်းသာဆက်မှုဆုံးတေရွှေမီပလတ်စတစ်ဆက်ယုံကအလုပ်သမားတွေဟာနိုမာလာ28ရက်နေ့ကစပြီးဆက်ယုံရှိမှဆနပြတောင်းဆိုနေတာပါ။ဒါပေမဲ့25ရက်မြောက်ဖြစ်တဲ့ဒီနေ့ဒီဇင်ဘာလ22ရက်နေ့အထိပြည်လည်မှုမရတာကြောင့်အချိန်ဟုန်မြင့်တောင်းဆိုသွားမယ့်အခြေအနေတွေကိုဆက်ယုံရှိမှဒီနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။အဓိကကကျွန်တော်တို့အစိုးရတရက်အနေနဲ့တော့ကျွန်တော်တို့ကိုဒီကိစ္စကိုအများဆုံးလာရောက်ဖြေရှင်းပေးစီချင်တယ်ပေါ့နော်။အစိုးရတရက်အနေနဲ့ဒီကိစ္စကိုတကယ်တမ်းဖြေရှင်းပေးမယ်ဆိုကျွန်တော်တို့ဒီ ီကိစ္စကမပြေလည်နိုင်ကြအကြောင်းမရှိဘူးကျွန်တော်မြင်တယ်အဲ့တော့တကယ်လို့ဒီနှစ်ပတ်တော့တည်းမှာကျွန်တော်ပြေလည်မှုမရှိဘူးဆိုတော့ကျွန်တော်တို့ရန်ကုန်တိုင်းပေါ့နော်ရန်ကုန်တိုင်းစက်မှုလက်မှုဘုံတော့မရှိတဲ့ညီနောင်တွေနဲ့အားလုံးပူးပေါင်းပြီးတော့ကျွန်တော်အင်အား1000လောက်နေတော့ကျွန်တော်လူတော်ခံမှာကိုကျွန်တော်စီတန်းလဲလဲဆိုတဲ့ကိစ္စကိုဆောင်ရွက်သွားမှာဖြစ်တယ်ဒါပေမဲ့ဟိုတက်ဆိုင်ရနေပြီးတော့ကျွန်တော်တို့ဘယ်မှာချပေးမလဲဆိုတဲ့ဟာတော့ကျွန်တော်မသိသေးဘူးပေါ့နော်ရှင်မဆိုင်ကအလုံသမားတွေအနေနဲ့လုခလာစာတုံးမြင့်ပေးဖို့နဲ့ဓာတ်ရုပ်ဗေဒကင်တွယ်လုတ်ကန်ရတာတွေအတွက်ဂိူနာကြီးသတ်မှတ်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ အဲဒီပြဿနာကဥပဒေထဲမှာလည်းမပါဘူးပေါ့နော်အလို့ရှင်အလို့သမားညှိနှိုင်းရမယ့်ပြဿနာပေါ့နော်သူတယောက်တယောက်အလို့ရှင်ကလည်းဒီတောင်းဆိုမှုတွေကိုလက်မခံဘူးနော်အလို့သမားကလည်းသူတို့တောင်းတာမရဘူးဆိုရင်အဲပြဿနာကအစိုးရအနေနဲ့ရှားဝင်มาရမယ်ပေါ့နော်အစိုးရအနေနဲ့ရှားဝင်မယ်ဆိုရင်လည်းတကယ်ပြ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 ပေါ့နော်နှစ်နှစ်ကာကာဝင်มาရမယ်ဗျာဟိုအပြုသဘောဆောင်မဟုတ်ဘဲနဲ့ဟလာဒီလာရောက်ပြီးတော့ဟလာဗန်းပြဆွေးနွေးမှုလောက်နဲ့ဆိုရင်တော့အစိုးရအနေနဲ့ထဲထဲဝင်ဝင်တကယ်ကိုပြည်လဲသိခြင်းနဲ့စိတ်နဲ့ဝင်တော့အားလုံးပြည်လဲသွားမှာပါခင်ဗျာ စတင်ဆန္ဒပြခြင်းကအလုသမား300ဝန်းကျင်ရှိပြီးလက်ရှိမှာအလုသမား160ကျော်ပဲကျန်ရှိပါတော့တယ်ဆန္ဒပြစဉ်တော့190ကျော်နဲ့ကျွန်တော်တို့စူပါဟိုဟာဒမိတ်မောက်ကြတယ်ပေါ့ဒမိတ်မောက်ကြတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ရှေ့ရနေမှာအလုရှင်ကအဲငကိုကမ်းလန်းထားတဲ့ဟိုထောက်ပံ့ကြီး2000နဲ့ရမန်ကြီး1000ကိုတပြားမှမပေးနိုင်တော့တဲ့အပြင်ကို3ရက်အတွင်းအလုဝင်ရမယ်အလုဝင်လို့ရှိရင်အလုဝင်လို့ရှိရင်လည်း easy စာချုပ်ချောရမယ်ငွေမှာက စက်ဝင်ရဲ့အလုသမားမဟုတ်ဘူးဆိုတာကိုကြေညာမယ်ဆိုတဲ့အကြောင်းကိုပြောတယ်ပြောတဲ့တွင်အလုသမားတွေကကြောက်ပြီးတော့ဝင်သွားကြတဲ့ဟာတွေရှိပါတယ်ကျွန်တော်တို့လက်ရှိအပြင်မှာတော့ကျွန်တော်တို့162ယောက်ပဲကြာမှာတော့တယ်ခင်ဗျာဆန္ဒပြအလုသမားတွေရဲ့စားတောက်ဖို့အတွက်ကိုလှိုင်းသာဆက်မှုစုံတွေတဲ့ကဒီနောက်တမကအဖွဲ့တွေကလူဒန်းပေးနေတယ်လို့သိရပါတယ်ရှင်မီပလတ်စတစ်စက်ရုံကို1998ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီးအလုပ်သမား300ကျော်နဲ့လေပတ်နေတာဖြစ်ပါတယ်ကျွန်တော်အာကာပါ